ဥပဒံအစွဲလမ်းများကိုဖယ်ရှားပါ။ပြားစစ်ကိုကိုယ်ွယ်လူတိုင်းသည်ပါတာဆွဲ၊လူမျိုးဆွဲ၊ပုပ်ကိုဆွဲ၊ဂိုင်းကနာဆွဲ၊ဝါဒဆွဲ၊ဒေတာဆွဲ၊မြို့ပလာဆွဲများကိုဖယ်ရှားဖို့ရလိုအပ်ပါတယ်။ထို့အစွဲလမ်းများက လူသားများကိုငရဲသို့ပို့ဆောင်နေသော အစွဲလမ်းများပင်ဖြစ်ပါတယ်။ထိုဥပဒံဆွဲလမ်းများကြောင့်အချို့သောသူတို့ဒီနတ်များအချို့တို့ဒီလူများအချို့တို့ဒီတရိစံများ အချို့တို့သည်လူလက်ပြည့်ပြုတ်လို့သော အရာများအချို့တို့သည်တဘာဝမှရရှိသောအရာများဖြစ်တဲ့နေလမီရေညောင်ပင်ကြောက်ဆောင်ကြောက်တုံးတစ်ပင်ဝါပင်စသည့်အရာများ အချို့တို့သည်တည်သွားခဲ့သောသူများဤဝိညာဉ်များကို ကိုးကွယ်နေကြပါသည်အချို့တို့သည်အတဟိတနောနာထော ိုလှုပ်မအကိုရတယ်ဆိုပြီးမိမိကိုကိုမမီကိုကိုွယ်နေကြပါတယ်လူအချို့တို့သည် ထိုသို့သောကိုကိုွယ်မှုသည်မှန်ကန်သည်ဟုယုံကြည်နေကြပါတယ်ပိုးဖလံမျိုးမိကိုတို့ဆိုတကယ်တို့ဖះအစ်စ်မဟုတ်သောအရာများကိုကိုကိုွယ်နေခြင်းသည်တန်ငြဲမိသေးတို့တိတိကြီးနေဒူး၍သွားနေကြခြင်းပင်ဖြစ်ပါတယ်ကြည်နော်ဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာ ဒီဥပါဒံတရားတို့အတ္တဟိအတ္တနောနာထောတို့ဆိုတာဟာဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြတယ်နော်ဦးစင်းကလေသူတို့ဘာသာကိုတိုက်ခိုက်တဲ့ဖုံးကြီးမဟုတ်ဘူးကိုယ့်ဘာသာကြီးအကြောင်းကိုပဲကိုပြောတဲ့ဖုံးကြီးဖြစ်တယ်သို့တော့ကိုယ့်ဘာသာကိုစော်ကားတိုက်ခိုက်လာပြီဆိုရင်တော့တုတ်ပြန်တတ်တယ်နော်အခုလဲတုတ်ပြန်မှာဖြစ်တယ်သူပြောထားတဲ့အချက်ကိုကြည့်လိုက်ပါပထမဦးဆုံးအချက်မှာဥပါဒံအစွဲတရားကိုဖယ်ရှားဖို့ပြောတယ် နောက်ဆုံးမှာသူတို့ဖះကိုမကိုးကွယ်ပဲနဲ့တခြားအရာတွေကိုကိုးကွယ်ရင်ငရဲကြမဲ့ပုံစံပြောတယ်။အဲ့ဒါဥပါဒံအစွဲပဲလေ။ကိုကိုတိုင်ကမှဥပါဒံအစွဲတရားမกินပဲနဲ့သူတစ်ပါးကိုဥပါဒံအစွဲတရားกินဖို့ပြောတာဟာလွဲမနေဘူးလား။ဟွန်း။နောက်ပြီးအတ္တဟိအတ္တနောနာထောဆိုတဲ့ပုဂ္ဂိုလ်ကြည့်ပါ။အတ္တဟိအတ္တနောနာထောဆိုတာကိုလုံးမှကိုရတယ်လို့သူကအထိပယ်ပြန်သွားတယ်။အဲ့ဒါမပြည့်စုံဘူးနော်။ အတ္တဟိအတ္တနောနာထောဆိုတာမိမိရဲ့ကံညာဝရိယတွေကိုအာကိုခိုင်းတာတည်ရင်ပြစ်လိုက်ရမယ့်ဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ဘူးနော်မိတိဘာသာဝင်မိတိလူမျိုးပဲဖြစ်ဖြစ်တတဝါတိုင်းတတဝါတိုင်းဟာမိမိရဲ့ကံညာဝရိယအပေါ်မှာပြီးပြီးနေကြရတယ်မိမိရဲ့ကံညာဝရိယနဲ့လူကင်းပြီးနေလို့ရတဲ့တတဝါရဲ့လို့မရှိဘူးနော်ဘုရားရဲ့တရားတော်တွေဟာလေအမတန်မှနည်းနည်းပါတယ်ဘလောက်အထိနည်းနည်းသလဲဆိုရင် ဗုဒ္ဓဘာသာဝင်ပါဆိုတဲ့သူတချို့တောင်မှဗုဒ္ဓရဲ့တရားတော်တွေကိုမသိတာအများကြီးရှိတယ်။တခြားဘာသာဝင်ကဗုဒ္ဓရဲ့တရားတော်တွေကိုပုံစံအောင်သိဖို့ဆိုတာအဝေးကြီးနော်။ဒါကြောင့်မိမိရဲ့ဉာဏ်နဲ့လိုက်မမီတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုမိမိလိုသလိုအတိတ်တွေအမျိုးမျိုးဖွင့်ဆိုပြီးပောက်ကရတွေပြောနေမဲ့အစားကိုယ့်ရဲ့ရှင်းနောက်မညီတဲ့ကျမ်းစာတွေကိုကြည်အောင်အရင်လုပ်ပါလို့ပြောခြင်းပါတယ်။ဘာတွေကရှင်းနောက်မညီဖြစ်နေတယ်လဲဆိုရင်တစ်ချက်လောက်ပဲခြားပြမယ်နော်။ ခရစ်တော်ယေရှုကပါတစ်ဖက်ကိုအယိုက်ခံရတဲ့အခါမှာနောက်တစ်ဖက်ကိုလည်းအယိုက်ခံလိုက်ပါလို့ပြောတယ်။ထာဝရဘုရားကလက်စားချေဖို့ပြောတယ်။အဲ့ဒီမှာတွင်ပဲရှင်းအောင်မညီဖြစ်နေပြီ။ကျမ်းစာမျက်နာတွေကိုတော့ချမပြတော့ပါဘူးနော်။ဘာကြောင့်လဲဆိုရင်ဦးစင်းရဲ့အကောက်ထဲမှာဦးစင်းနဲ့ချစ်ခင်နေတဲ့ခရိယံဘာသာဝင်တချို့ရှိလို့ပါ။သူတို့ကိုငက်ွက်ပြီးတော့ကျမ်းစာမျက်နာတွေကိုချမပြတော့ပါဘူးနော်။နောက်ဆုံးအနေနဲ့ပြောကြင်တာကတော့ မိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်ကိုယုံကြည်ရာကိုဘာသာကိုကိုယ်ပဲကြပါတခြားဘာသာတွေကိုစွတ်တရားဟောတာမျိုးပုတ်ခတ်တာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါကိုတော့ပြောခြင်းပါတယ်နော်ဘာသာခြားတွေကဗုဒ္ဓဘာသာကိုစော်ကားတာကြောင့်ဆရာတော်ကတုတ်ပြန်တာကိုတီးခံဖို့ပြောနေကြပါတယ်အများကြီးမဟုတ်ပါဘူးနှစ်ယောက်သုံးယောက်လောက်ကပြောတာပါဆရာတော်တဲ့ဦးဇင်းတို့လူဝတ်ကြောင်ဘဝငငယ်တုန်းကဦးနီတိုးဆိုတဲ့တကားကြီးတယောက်ရှိပါတယ် ဲ့ဒီတကကြီးကဦးစင်းတို့ကိုနေတိုင်းနေတိုင်းတိခံမှုတိခံခြင်းဟာအောင်မြင်ခြင်းဖြစ်ကြောင်းတိခံခြင်းဟာမြတ်တော်အကျင့်ဖြစ်ကြောင်းပြောဆိုဆုံးမပါတယ်ဒီနေ့မှာသူ့မိန်းမနဲ့တခြားယောက်ျားတယောက်ရံဖြစ်တဲ့အခါမှာတစ်ဖက်ယောက်ျားကသူ့မိန်းမကိုတွန့်လှည့်လိုက်တဲ့အတွက်ဦးနီတို့ဟာစိတ်မထိန်နိုင်ဖြစ်ပြီးအဲ့ဒီယောက်ျားကိုလက်သေးနဲ့ထိုးလိုက်တဲ့အခါမှာတစ်ဖက်ယောက်ျားဟာနှာညူရိုးကျိုးသွားပါတယ်ဒါကိုမြင်တဲ့ဦးစင်းတို့ကဦးနီတို့ ကျွန်တော်တို့ကိုကြတော့တီးခံဖို့ပြောပြီးဦးနီတို့ကြတော့ဘာလို့တီးမခံတာလဲလို့မေးပါတယ်အဲ့ဒီခါမှာဦးနီတို့ကငါကတီးခံဖို့ပြောတယ်ဆိုတာမင်းတို့အတွက်ပြောတာငါအတွက်ပြောတာမဟုတ်ဘူးတဲ့နော်ဒါကြောင့်တီးခံခြင်းဆိုတာဟာပြောရတာလွယ်ကူသလောက်လက်တွေ့ကျင့်သုံးဖို့ခက်ပါတယ်ဦးစင်းကိုတီးခံဖို့ပြောနေကြတဲ့လူတွေဟာသူတို့နဲ့သူတို့မိသားစုကိုမထိသေးလို့ပါသူတို့နဲ့သူတို့မိသားစုကိုထိကြည့်လိုက်ပါ ်ဥနီတို့လိုတုတ်ပြပါလိမ့်မယ်။နောက်ပြီးဥစဉ်တို့မြတ်စွာဘုရားကလည်းပဲခန္ဒီနဲ့ဘရကိုခွဲခွဲခြားခြားဟောပြခဲ့ပါတယ်။ခန္ဒီဆိုတာကတိခန္ဓာကိုပြောတာပါ။ဘရဆိုတာကကြောက်တာကို ပြောတာပါ။မတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကို မတုတ်ပြန်ပဲနေတာဟာခန္ဒီဖြစ်ပါတယ်။တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာဘရဖြစ်ပါတယ်။ဒါကြောင့်ဥစဉ်ကိုတိခန္ဓာကိုပြောနေတဲ့လူတွေကိုပြောကြင်တာက ခန္တီနဲ့ဘရကိုကွဲပြားစွာလုပ်ပါဥဏီတို့လိုမလုပ်ပါနဲ့လို့ပြောကြင်ပါတယ်နော်အရှင်ဖရာတခုလောက်မေလျှောက်ခွင့်ပြုပါဖရာမြတ်စွာဘုရားပေးထားတဲ့ငွေစည်းရှိတယ်ဆိုတာဟုတ်ပါသလားကျင်ကြီးကျင်ငယ်မြေမှုန့်ဆိုတဲ့စေးပါဖရာတပြည့်တော်ကိုမိန်ကြားပေးပါဖရာတပြည့်တော်မရှင်းလို့ပါဖရာတဲ့ရှိပါတယ်နော်အဲ့ဒါကယဟန်တပါးငွေကြိုက်ခံရတဲ့အတွက်မြတ်စွာဘုရားကိုတွားလျှောက်တဲ့အခါမှာ မွေစိတ်ပြေရန်စားဖို့ဆိုပြီးဖျားခွင်းပြုတ်လိုက်သည့်မဟာဝိကတိခေါ်သောစေကြီးလေးမျိုးပါအဲ့ဒီစေကြီးလေးမျိုးကဘာတွေလဲဆိုရင်၁ဂူထံကျင်ကြီးမိမိရဲ့ကျင်ကြီးကိုပြောတာပါ၂မုတ်တံကျင်ငယ်မိမိရဲ့ကျင်ငယ်ကိုပြောတာပါ၃စာရိကံတစ္ဆိန်ပြ၄မတ္တိကံညီညက်ညီမုံတို့ပဲဖြစ်ပါတယ်အဲ့ဒီလေးမျိုးကိုရောပြီးတော့စားရမှာပါနော်မဟာဝကပါဠိတော်ဘေတိဇက်ခန္ဓကမှာလာပါတယ် အဲ့ဒီလိုဖြေလိုက်တဲ့အတွက်တချို့ကဥသိန်းကိုစောရကတက်ကြပါလိမ့်မယ်ဥသိန်းရဲ့အာဘော်နဲ့ဖြေတာမဟုတ်တဲ့အတွက်ဥသိန်းကိုစောရကမတက်ပါနဲ့ဖယားဟောနဲ့ဖြေတာဖြစ်သောကြောင့်စောရကတက်ချင်တယ်ဆိုရင်ဖယားဟောကိုသာစောရကတက်ကြပါနောက်ပြီးမြတ်စွာဘုရားဟာအကြောင်းအကျိုးကိုကုံစင်အောင်သိမြင်တော်မူတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ဖယားဖြစ်ဖို့ပါရမီဖြစ်ခြင်းစဉ်ကာလတလျှောက်လုံးမှာလည်းပဲစည်းစရာဖြစ်ခဲ့တဲ့ဘဝကိုရခဲ့တာမနှဲပါဘူးเนาะ အဲ့ဒီလိုစေးစရာ ဖြစ်ခဲ့တဲ့ဘဝတွေရခဲ့တာမနေတဲ့အတွက်ဘယ်ယောဂါကိုဘယ်စေးနဲ့ကုရင်ပြောက်မယ်ဆိုတာကိုဘုရားရှင်ဟာသိမြင်တော်မူပါတယ်။အဲ့ဒီလိုသိမြင်တော်မူတဲ့အတွက်ကြောင့်လည်းပဲပပိညုတညံတော်နဲ့ဆင်ခြင်ပြီးယခုလိုမဟာဝိကတိခေါ်တဲ့စေကြီးလေးမျိုးကိုစားဖို့ခွင့်ပြုတာဖြစ်ပါတယ်။ခွင့်ပြုတယ်ဆိုတာဟာမဖြစ်မနေစားရမယ်လို့ပြောတာမဟုတ်ပါဘူးနော်။စားလို့တဲ့စန္ဒရှိမယ်ဆိုရင်စားနိုင်တယ်လို့ခွင့်ပြုတာကိုပြောတာပါ။ မိမိကစားလို့တဲ့စန္ဒမရှိဘူးဆိုရင်မစားဘဲနေလဲရပါတယ်တခြားစိတ်နဲ့စားပြီးတော့ကုမယ်ဆိုရင်လည်းရပါတယ်ဘုရားရဲ့ဝါဒသည်အာဓမ္မဝါဒမဟုတ်ပါဘူးเนาะအရှင်ဖေယကြောက်စိမ့်ဖေယကိုအိမ်မှာကိုးကွယ်မကောင်းဘူးလို့ပြောကြတယ်ဟုတ်ပါသလားဖြေပေးပါတဲ့အဲ့ဒါကလောကီဆရာတွေရဲ့အယူအဆတွေเนาะဝိမာနဝိထုပါဠိတော်မှာ ပိဋ္ဌံတေနိဗ္ဗုတေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တာကိစ္ဆန္တိတုတ်ကတိံလို့ဟောကြားထားပါတယ်အဓိပ္ပာယ်ကတတ်တော်ထင်ရှားဖုရားရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖုရားရှင်ကိုဖြစ်စေဖုရားရှင်အားရည်မှန်းပြီးထုလုပ်ကိုးကွယ်ထားတဲ့စေတီပထိုးရုပ်ပွားစင်တုတော်များကိုဖြစ်စေတူညီတဲ့တရားတရားနဲ့ကိုးကွယ်စုတတ်မယ်ဆိုရင် တ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖရာယုတ်ပွားစင်တို့တော်တွေကိုကိုးကွယ်စည်းကပ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖရာရှင်ကိုယိမ်မှန်ပြီးကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်တစ်သားနဲ့ထုတာလဲဖရာပဲနော်ကြောက်နဲ့ထုတာလဲဖရာပဲဘာနဲ့ပဲထုထုဖရာရှင်ကိုယိမ်မှန်ပြီးကိုးကွယ်တာဖြစ်တဲ့အတွက်ကိုးကွယ်ကောင်းတယ်နော်အဲ့ဒါကိုနားမလဲပဲနဲ့ လောကီဆရာတချို့ကကြောက်စင်းသူဖះမကူးကွယ်ကောင်းဘူးလို့ပြောတာဟာအသိဉာဏ်မရှိလို့ပြောတာသာဖြစ်တယ်နော်အဲအရာတွေကိုဦးဇင်းတို့ကတိုက်ပြီးတော့ယုံကြည်မနေပါနဲ့ဖះကူးကွယ်တာဟာဘာသားနယ်ပဲထုလုပ်ပြီးကူးကွယ်ကူးကွယ်ကောင်းကျိုးပဲ ဖြစ်ပါတယ်ကိုယ်လည်းကူးကွယ်ကောင်းပါတယ်နော်သာသနာပြုတာနဲ့အိမ်ထောင်ပြုတာဘယ်ဟာကပိုကောင်းပါသလဲဖះတဲ့ဦးဇင်းတို့ငငယ်တုန်းကလူထွက်ချင်းစိတ်ပေါက်နေတဲ့ဦးဇင်းတို့ကို လူမထွက်ဖြစ်အောင်ဦးစင်းတို့ဆရာသမားကဘယ်လိုဆုံးမတယ်လဲဆိုရင်လူဘဝဆိုတာရခဲ့တယ်သာသနာနဲ့ကြုံဖို့ဆိုတာလည်းခဲရင်တယ်ကံကောင်းလို့လူဖြစ်ပြီးကံကောင်းလို့သာသနာနဲ့ကြုံနေတဲ့အချိန်မှာသာသနာတောင်းဝန်ကိုထမ်းဆောင်ပြီးသာသနာကြုံခံကြစမ်းပါဒီဘဝသိပြီးရင်နောက်ဘဝလူဖြစ်မယ်မဖြစ်ဘူးဆိုတာမပြောနိုင်ဘူးထို့အတူပဲသာသနာနဲ့ကြုံမယ်မကြုံဘူးဆိုတာလည်းမပြောနိုင်ဘူးကံကောင်းလို့လူဖြစ်ပြီးကံကောင်းလို့သာသနာနဲ့ကြုံနေတဲ့အချိန်မှာ သာသနာတော်ဝင်ကိုထမ်းဆောင်ပြီးသာသနာကျွန်းကိုခံခြင်းဟာမင်းတို့အတွက်ကောင်းကျိုးဖြစ်ပါတယ်။လူထွက်ပြီးအိမ်ထောင်ပြုမယ်တော့မစင်စားနဲ့။အိမ်ထောင်ပြုတယ်ဆိုတာဟာတရိတ်ဆန်ဘဝရောက်ရင်တောင်အိမ်ထောင်ပြုလို့ရတယ်လို့ဆုံးမပါတယ်။အဲ့ဒီလိုဆုံးမလို့လေယနေ့တိုင်ထိဦးစင်းတို့တင်ကန်းဝတ်နဲ့မြဲလာတာပါနော်။ခေတ္တဆိုရင်သာသနာပြုတာနဲ့အိမ်ထောင်ပြုတာဘယ်ဟာကကောင်းတယ်ဆိုတာကိုဦးစင်းအနေနဲ့ခွဲခြားပြီးပြောပြနေစရာလိုမယ်မထင်ပါဘူးနော်။ မပိုင်ရှင်ဘာသာစဉ်းစားဆုံးဖြတ်ကြည့်ပါသာသနာပြုတာကကောင်းပါတယ်အိမ်ထောင်ပြုတာကမကောင်းဘူးလို့ပြောရင်မပိုင်ရှင်ရဲ့ကောင်းပါလေးကဥစဉ်ကိုမုန်းနေပါလိမ့်မယ်နော်အရှင်ဖေရမြတ်စွာဘုရားရှင်ရဲ့ဂုံတော်၉ပါးတဲ့ကဘုံတော်၆ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားလို့ဖရားရှိခိုးရင်ထဲ့ဆိုပါတယ်ဖရားဘုံတော်၆ပါးရဲ့အတိတ်ပဲလေးကိုအသေးစိတ်ရှင်းပြပေးပါဖရားတဲ့ဘုံတော်၆ပါးဆိုတာ၁ ိုတော်ကိုအမှုမျိုးပမာဏကဲ့သို့သို့မဟုတ်စัจ java လာပြည့်အောင်စသည်ဖြင့်ဖန်ဆင်းတော်မူနိုင်ခြင်းဣန္ဒရိယဘုံတော်နှင့်ပညာဉာဏ်နှင့် ပြည့်စုံခြင်းဓမ္မဘုံတော်၃အချွေယံပေါ်များခြင်းကြော်စောခြင်းယတဘုံတော်၄ကျက်တရေမင်္ဂလာအဖျားဖျားတို့နှင့်တင့်တယ်တော်မူခြင်းတိရိဘုံတော်၅ကိုတော်၏အလိုတော်ခတ်သိမ်းကိုပြင်းငိမ့်စေနိုင်ခြင်းကာမဘုံတော် 6အာလုံလတော်တို့နှင့်ပြည်စုံတော်မူခြင်းပယတ္တဘုံတော်တို့ပဲဖြစ်ပါတယ်။ဒါဟာမြတ်စွာဘုရားဤဘုံတော်6ပါးပဲဖြစ်ပါတယ်။ဝါသားစားရင်နမကြိုက်ဘူး၊စီးပွားမဖြစ်ဘူး၊ရံဖြစ်တယ်လို့ပြောကြတယ်။အဲ့ဒါလေးပြောပြပါအရှင်ဘုရားတဲ့။ဝါသားစားရင်နမကြိုက်ဘူးဆိုတာအဲ့ဒီနှက်ကဝက်ကိုတနာလို့မဟုတ်ဘူး။ तू မကြိုက်တဲ့အသားဖြစ်နေလို့နော်။အဲ तू ကြိုက်တဲ့အသားဆိုရင် तू ပါအကောင်လိုက်မျိုးမှာ။ နောက်ပြီးစီးပွားမဖြစ်ဘူးဆိုတာကလက်နဲ့ဘာမှမဆိုင်ပါဘူးတံပရာ၄ချက်နဲ့ညီအောင်မကျင့်လို့ပါနော်တံပရာ၄ချက်ကိုဦးစင်းပြောပြပေးပါပြီအဲဒီမှာထပ်ပြောလိုက်ပါမယ်တံပရာ၄ချက်ကဘာတွေလဲဆိုရင်တိဥဌာဏတံပရာထားကြွနိုးကြားမှုရှိခြင်းနှစ်အရခတံပရာပစ္စည်းဥစ္စာတို့ကိုကောင်းစွာထိန်းသိမ်းစောင့်ရှောက်တတ်ခြင်းသုံးကလျာဏမိတ်တံပရာမိကောင်းဆွေကောင်းတို့ကိုရှာဖွေပေါင်းသင်းဆက်ဆံတတ်ခြင်း၄တမ္မဇီဝိတတံပရာ ဝင်ငွေနဲ့ထွက်ဝင်ကိုမျှတစွာသုံးစွဲတက်ခြင်းတို့ဖြစ်ပါတယ်။အဲ့ဒီလေးချက်နဲ့ညီအောင်ကျင့်မယ်ဆိုရင်စီးပွားဖြစ်ပါတယ်။နတ်နဲ့ဘာမှမဆိုင်ပါဘူးနော်။ပြီးတော့ယံဖြစ်တယ်ဆိုတာကလည်းပဲကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာတွေနည်းလို့ပါနော်။နတ်နဲ့ဘာမှမဆိုင်ပါဘူး။အဲ့ဒီလိုမေတ္တာဓက်ခံတွေအားနည်းတဲ့ပုံကိုယ်တွေဟာယံဖြစ်တတ်ကြပါတယ်။ဒါကြောင့်အကြောင်းရင်းအမှန်ကိုရှာကြည့်ပါ။အကြောင်းရင်းအမှန်ကို မရှာတတ်ဘူးဆိုရင်နတ်လိုလိုဓက်လိုလိုထင်တတ်ပါတယ်နော်။ စီးပွားမဖြစ်ရတဲ့အကြောင်းရင်းရပ်ဖြစ်ရတဲ့အကြောင်းရင်းဟာဘာမှနဲ့နဲ့မဆိုင်ပါဘူးတံပရာလေးချက်နဲ့ညီအောင်မကျင့်တာရဲ့မေတ္တာတက်ခံအားနေတာရဲ့အကြောင်းပဲဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်နော်